ါခင်ဗျာတာတော့ကိုရီလီပဲဖြစ်ပါတယ်ခင်ဗျာတာဒီနေဖျက်ရပြီးမဆောက်လေးရတော့ဆရာတာယာမင်းဝေရဲ့ဟောဆရာအကြောင်းဆောင်ဆိုရဆောက်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီဆောက်လေးကိုဖျက်ရွက်ပြုပါရန်ဆရာတဲ့လက်ဆိုင်တော်သူရအားလုံးကဒီနေရာနေပဲလေးစားစွာဖြင့်ခွင့်တောင်းအပ်ပါတယ်ခင်ဗျာအပိုင်ငါချမိုးဆွေ နောက်စာတစာကိုယူဖတ်လိုက်သည်ဒီစာကရောဒေါ်ကြီးစကားရဆိုရင်ကြက်ငွေလားဒေါ်လာလားဟုသွေးမီရေတယောက်တည်းပြုံးမိသေး၏အချက်မိုးလေးဆိုရုပ်တန်းစကားတွေကိုနှစ်သက်သက်တဲ့ဆွေအတွက်ကျွန်တော်ရုပ်တန်းစကားလေးတစ်ခုပြောပြမယ်နော်တစ်ချိန်ကပေါ့ကျွန်တော်နှစ်နှစ်ချက်ချက်အိပ်ပျော်သွားတဲ့ စာဦးတည်းလည်းခင်တခုပါပေါ့နိုးလာတယ်ဆိုရင်ပဲကျွန်တော်ဟာလက်ရှိလောကကြီးထဲမှာမဟုတ်ပဲလောကအသစ်တခုကိုရောက်နေတဲ့အဲ့ဒီလောကအသစ်ကိုကျွန်တော်စိတ်ဝင်စားသွားတာမို့အိယာကထပြီးရှောက်လီလာနေလိုက်တယ်အဲ့လိုသွားရေးသွားရင်လည်းရွာတရွာကိုရောက်သွားခဲ့တယ် ။ရွာကလေးတဲကိုဝင်ပြီးရှောက်ကြည့်လိုက်တာပေါ့။ရွာကလေးကအတော့ကိုတာတာရရနဲ့လှလှပပရှိရဲ့။ရွာသူရွာသားတွေကလည်းအမြဲတမ်းပျော်ရွှင်ကြီးမောနေကြတာကိုတွေ့ရတယ်။ကျွန်တော်လူလူစိတ်တယောက်ကို မြင်လာတော့သူတို့တွေအထူးဆန်းမဟုတ်လို့ပဲ။အားလုံးကရီဝော်ပြီးကြည့်နေကြတယ်။ကျတော်ကရွာသူရွာသားတွေကို ကျွန်တော်ဟာဒီရွာကိုလာတဲ့ဧည့်သည်တစ်ယောက်ပါလို့ကိုကိုကိုမိတ်ဆက်တော်လဲသူတို့ကဘာမှပြန်ပြောပဲရှိနေကြတာပဲကျွန်တော်ကိုဒီရွာမှာတဲခိုခွေးပြူပါလို့တောင်းမှတော်လဲဘာမှမပြောဘူးကျွန်တော်ကို ကြည်ပြီးရှိနေကြတာပါပဲအဲ့ဒီချိန်မှာပဲသူတို့ရွာကလေးကနတ်ဆရာဆိုတဲ့လူ ကျွန်တော်တို့နားကိုရောက်လာတယ်။သူကလည်းရှိနေတာပါပဲ။ပြီးမှကျွန်တော်ကိုပြောတယ်။ဒီရွာမှာနေမယ်ဆိုရင်လုံးဝမငိုရမမဲ့ရဘူး။ရှယ်နေရမယ်။ဘာလို့လဲဆိုတော့ဒီရွာကိုစောက်ရှောက်တဲ့နတ်ဖျားကငိုတာကိုမကြိုက်ဘူး။ရှယ်တာကိုပဲကြိုက်တယ်။အဲ့ဒါကြောင့်ကျွန်တော်နေမယ်ဆိုရင်လည်းမငိုရဘူး။ ရယ်နေရမယ်လို့ပြောပါတယ်လောကမှာမငိုရပဲရယ်နေရတာတော့ပျော်စရာကောင်းတာရှိမလားကျတော်အတော်လေးကိုတဝဲကြသွားတယ်လက်စရာကိုသူတောင်းဆိုတဲ့အတိုင်းအမြဲရှိနေမယ်မငိုဘူးလို့ခရီးပေးပြီးအဲ့ဒီရွာလေးမှာပဲကျွန်တော်နေလိုက်တယ်ဒါပေမဲ့ဆိုရင်အကြတော့ကျွန်တော်တိလာရတာရှိတယ် အဲ့ဒီရွာမှာနေနေတဲ့လူတိုင်းဟာအဆင်ပြေနေကြတာပါမဟုတ်တာအဆင်ပြေတာတွေခက်ခဲမှုတွေဒေါကတွေရှိပေမဲ့နဖျားကဒုက္ခပေးပါဆိုလို့အဲ့ဒီဒေါကတွေဖုံးဖိအောင်ဤထားကြရတယ်ဆိုတာသိလာရတယ်သူတို့ဟာဘေးလူပြေးပြေးရောတော့ဖုံးဖိထားကြတာပေါ့ဒါပေမဲ့ကြာတော့သူတို့ရည်တဲ့တွေဟာ စိတ်နှလုံးထဲကပျော်လို့ရဲတဲ့အတန်တွေမဟုတ်ပဲကြောက်ရွံ့စိတ်နဲ့ရဲတဲ့အတန်တွေဆိုတာကျွန်တော်ခံစားလို့ရလာတယ်အဲ့ဒါကြောင့်အဲ့ဒီရဲတဲ့တွေဟာကျွန်တော်တို့မချိုးတော့ဘူးအဲ့လိုတဲ့ဂျွာကတွေထွက်ပြေးဖို့ကျွန်တော်စဉ်းစားပြီးလာတယ်ဒါနဲ့ဂျွာပြေကိုထွက်ပြီးဘယ်လားကပြေးရမယ်ဆိုလေ့လာရတာပေါ့ ရွာကလူတွေကိုမေးလို့ကတော့ရပါမဟုတ်ဘူးလေ။သူတို့တော့ဒီလိုပဲဘိုးစိန်ပေါက်ဆက်တီးထိုင်လာခဲ့ကြတာမဟုတ်လား။အဲ့ဒီမှာကျွန်တော်တခုထပ်တွေ့တာရှိရဲ့။ဘာလဲဆိုတော့တချို့လူတွေဟာရွာပြေကိုထွက်ပြီးခိုးကိုကြကျိတ်ကိုကြတာကိုတွေ့လိုက်ရတယ်။အဲ့ဒီတော့ကျွန်တော်လည်းသူတို့လိုပဲနေကြည့်မလားစဉ်းစားရပြီပေါ့။နေကြည့်ပြန်တော့အဆင်ပြေပါဘူး။ ချီတော်ကလက်စီယာကိုယ်တိုင်ထွက်လာပြီငိုမိချေကိုစောက်လီတာဒါပေမဲ့လက်စီယာကိုတော့လာငိုတာမတွေ့ရဘူးတခုခုတော့မှားနေပြီလို့ထင်မိတယ်ဒါပေမဲ့ပြောလို့မရဘူးလေလက်စီယာကတော့သူ့ဟာနဲ့သူအစေပြေနေပြီတော့ကဒုက္ခမရှိပြေလည်နေတဲ့လူဖြစ်ဖြစ်မှာပေါ့ ကျွန်တော်အောက် EB နေကြည့်သေးပါတယ်ဒါပေမဲ့နေလို့မရတော့ဘူးအဲ့လိုဖြစ်နေတော့ပါပဲကျွန်တော်နိမ့်နိမ့်ချိုက်ချိုက်ကြည့်ပြဲအိပ်ပျော်သွားရောနိုးလာတဲ့အခါပါကျွန်တော်ဒီလောကထဲပြဲရောက်နေတာကိုတွေ့ရပြန်တယ်ပထမတော့ကျွန်တော်ပြောတာပေါ့ ဒါပေမဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ဟာအချိုးမကျတဲ့လူတယောက်ဖြစ်နေတာကိုတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟာကျွန်တော်ဟာဝင်ဝတ်တော်ဘူးလေ။ရှည်ရဲရှည်တော်တယ်။ဒါပေမဲ့ကျွန်တော်ရှည်လေတာရှည်လေတာပဲရှိရဲ့။အသက်မပါတော့ဘူး။စိတ်သေးကလာတဲ့ကြည်ကလေးတဲ့ရှည်တာမဟုတ်ပဲရှည်တဲ့၆၆ကြီးဖြစ်နေတယ်။ လူတွေကလည်းကျွန်တော်ကိုတပြိုးမြင်လာတယ်။နေရထားရဆက်ဆက်ရတာအံဝင်ခွေကြမဖြစ်တော့ဘူး။တယောက်တည်းအထီးကျန်ဆက်လာတယ်။ဒါနေ့ကျွန်တော်စိတ်ညစ်ညစ်နဲ့စိတ်ဓာညစ်တာငိုလို့လည်းမတတ်ဘူး။ကန်ဆက်တစ်ခုပါသွားထိုင်နေပြီတဲ့။ကန်ဆက်ကကြောက်စရိတ်ခဲလေးတွေကိုရေထဲပြက်ပေါက်ချရင်ပေါ့။ အဲ့ဒီမှာရေကြီးရဲ့တစ်ခုထဲကနေနတ်ဆရာရဲ့ရင်မောတာတဲ့ရုပ်ကိုကြားလိုက်ရမြင်လိုက်ရတယ်ကျွန်တော်တအဲ့တော့အော်ဖြစ်နေတော့ပါပဲသူကပြောပါတယ်ခုမဲဒုက္ခရောက်နေပြီမဟုတ်လားလောကကြီးမှာနေရထိုင်ရတာအစီအပြေတော့မဟုတ်လားတဲ့ကျွန်တော်ဘာမှပြန်ပြောနိုင်လို့ခေါင်းပဲနှိပ်ပြလိုက်တယ် အဲ့ဒီတော့သူကဆက်ပြောတယ်ငါတို့စီမားကအရေးမကြီးဘူးမင်းတို့စီမားကြတော့ရေတက်ဖို့ငိုတက်မှဖြစ်မှာမြင်မြတ်တတဖြစ်ဖို့လိုတယ်တာကိုကျတော့မသွေးပြီပါဦးခုသူပြောမှပဲသိရတာမဟုတ်သူ့ကိုပဲအလောသိပြန်မိလိုက်ရတယ်အဲ့ဒါလို့မြင်မြတ်တတဖြစ်ဖို့ကျတော့ဘာလို့ ေးဘာလို့ရမှာလဲဘလို့လို့ရမှာလဲကျွန်တော်အပေးကြောင့်လက်စရာကတာဟာတယ်ရှိပါတယ်ပြီးမှမင်းကိုအဲ့လိုညံ့ညက်တတ်တတ်ခံစားတတ်ဖို့အစီအပြေအောင်နေထိုင်နိုင်ဖို့လှုပ်ပေးတယ်တဲ့သူတို့တယောက်ပဲရှိတယ်တဲ့ဘယ်လိုလဲလို့ကျွန်တော်ပြေးလိုက်တော့ချစ်မူဆွေလို့ဖြေပြီးနေစရာကြီးလဲပောက်ပျောက်သွားတော့တာပဲ ဒါကြောင့်သူ့အကြံပေးချက်တိုင်းကျွန်တော်ချက်မိုးဆွေဆိုတဲ့ဆွေစီကိုဒီစာလေးရေးပြီးအကူကြီးတောင်းရတာပါဆွေရဲ့အချက်တဲ့ကူစားမှ ကျွန်တော်ဘွားကပုံပဲပြဖြစ်ပါဘူးပါကျွန်တော်ကိုဘူသက်ရေသက်ခံစားတတ်ဖို့ပြူစားကြေတည်နိုင်မှာဆွေတယောက်တည်းရှိပါတော့တယ်ကျွန်တော်ဆွေစီကအဖြေကိုမျိုးလေတည်းဒီစောက်လိမ့်မယ်နော် ချစ်ချင်းများစွာဖြင့်နေမျိုးဒီစာကိုတော့ជីជីကို ထိုးပပြဖြစ်ခဲ့တော့ပါညမောင်ကြောက်ရွံ့တာစဉ်းစားနေပြီစာရစာကအသွာအလာရော နောက်ခံအကြောက်အချစ်ရပါတူနေဒီမဟုတ်ပါလားထို့ကြောင့်ထိုးဝေးရောက်နှာဘူးနှစ်កောင်စလုံးထိုင်းကျုံညုံကြနေသူတို့တော့ရှိတိုင်းသည်ဟုသူပါသွေးလိုက်ပြီ။ ဘသူဖြစ်နိုင်တယ်လဲချဘိုးစည်ကြီးအသွေးသေးပါမသေးကားစီအောင်ရကောက်စွာဝယ်ရောက်လာသူဟု၍တယောက်တည်းရှိသည်အသေးချာတော့မပြောနိုင်သေးတို့တော့အမတမငိုချင်နေတော့နှစ်ယောက်အတွက်တခုခုတော့စီစီပဲရအောင်ပြီဟုသေးမှတ်ထားလိုက်မိသည်နေပါဦးရှေးကဒီမျိုးကိုဘာလာရောက်တာလဲလာလေတာဗောဗျာ အလေသက်သက်ပဲလား။อืมဟုတ်ရလားရှင်ကျမကတော့အဲ့လိုမထင်ဘူး။ဘာလဲခင်ဗျားကကျွန်တော်ကိုမတင်ခါဖြစ်နေရ။ညီညောဤတုပ်ပြဲပေးကိုကိုသူဘာကရေကဘောကပြဲပြစ်လိုက်သည်။အဲ့လိုတော့လည်းမဟုတ်ပါဘူးဒါပေမဲ့ရှင်ကိုရွရွလည်လာတာလို့တော့မထင်မိတာအမှန်ပဲ။သူမကြီးစကားကြောင့်ညီညောကမချိုးမချင်းပြုံးသည်။ ခင်ဗျားကဘယ်လိုကြားချင်လို့လဲကျွန်တော်ကဘယ်လိုပြောပြရမှာလဲရှယ်ဒီမျိုးလာလဲဆိုရင်လဲဘယ်လိုဖြစ်ပြီးလာလဲဆိုရဲအကြောင်းရင်းကိုပေါ့ဟာဟာတိတ်တိတ်ရှင်နေရလားသူမကဘာဘာပြန်မပြောပဲစိတ်စိတ်နေလိုက်သည်သူမစကားများခဲ့တော့လဖေးဆိုင်တွင်ထိုင်နေကြခြင်းဖြစ်သည်သူမကလဖေးသွားအတော့ ဇပွဲတလုံးတွင်ထိုင်နေသည့်ရီညုံးကိုတရားထဲတွေ့လိုက်ရသည်တို့ဖြင့် သူ့ဇပွဲမှာခက်တီတီဝဲတိုက်ကစကားပြောနေကြခြင်းဖြစ်သည်စိုက်တဲ့ရဲ့သွေဝှိုက်ဖို့တခုကတ်ထားပြီးဝှိုက်ဖို့ပေါ်တွင် max တွေကိုနဲ့မဆိုင် ခွတ်မပိုင်ဆွဲကြိုင်မကြည်ရဟုအခြေထားသည်ရီညုံးသည် သူမနဲ့မဆိုင်မှာပြေဆော်အောင်ပြောရလျင် မဆိုင်သေးပါထို့ကြောင့်သူမအတွက်ရည်ညွန်းကို ခွင့်မပိုင်ပါ မပိုင်သေးပါတို့တော့စကားထိုင်ရောရွေတော့ရပြီထင်သည်ရည်ညွန်းကို စွဲချေကြိုက်ကြည့်ချေမဟုတ်သည်ဖြင့်ဘာပြည့်စရာပါမရှိတာဟုလည်းထင်သည် ထို့အပြင် မိတ်ဆွေဟုရေးထားသည်မတ်ဆွေဟုရေးထားခြင်းလည်းမဟုတ်ပါဒီလိုဗျရည်ညွန်းကစကားစသည် อืมပြောကျွန်တော်ကအသေးကွဲလို့စိတ်လေပြီးဒီမျိုးကိုရောက်လာတာဟိဟိလူမကိုရည်ညိုညာနေပြီထင်သည်အသေးကွဲပြီးရောက်လာတော့သူကလည်းပြုံးပြီးပြီးပြတာကြီးနဲ့တို့တော့ဘာပြောမလဲဟုလွှတ်ထားပြလိုက်သည်ဟဟလာပြောပါအောင်ဘလို့သေးကွဲလာတာလဲဒီလိုဗျကျွန်တော်ကကော်ဝါလီတယောက်ကိုကြာရောဟီဆာစကားလိုက်ပြောဆိုတော့ ဟွန်းဟွန်းတကားလည်းမပြောပါဘူးရီးစားလာပြီတာ အစီပြေလားသူကဖောက်ဖက်လိုက်ပြီတာကို အစီပြေသွားတာပေါ့ဟွန်းရှစ်ဟာလည်းဖောက်ဖောက်ဖက်လိုက်တာလည်းစီပြေသွားရောလားရှစ်ရီးစားစားဘလို့ဒီကောင်းနေလို့လဲရီးစားစားကောင်းလို့မဟုတ်ပါဘူးဒါဖြင့်ကျွန်တော်ကရေးလိုက်တယ်ချိန်စားပြပါ မချိန်တော့ဒီစားကိုဖောက်ဖက်ပါလေလို့哦。Oh. သူဘာအီရေထဲတွေကလီကလီဖြစ်သွားရသည်မိန်းကလေးထုဘဘပခချေစိတ်ဖြစ်ကရေညုံးကိုဆွဲပယ်ထိုးလိုက်ရသေးသည်ကိုနေမဆိုင်ခွဲဘဘ၍ကြည်နေလိုက်ခြင်းဖြစ်သည်အဲ့ဒါနဲ့ကျွန်တော်တို့နှစ်ယောက်ကြိုက်သွားကြရောဗျအင်းအတရဘယ်နေရာမှာကွဲတာလဲလာပဲလေဗျာဖြစ်ဖြစ်ပေါ့တနေ့မှာသူကကျွန်တော်ကိုချိန်နေညဘာမဟုတ်ဘူးမနက်အစောကြီး သူ့အိမ်ရှိကိုမနဲ့ချောင်းလာချောင်းနိုင်မထိုးခင်လာခဲ့ပါတဲ့သူဆဲလာခဲ့ပဲတဲ့ရှေကမသွားလိုက်ဘူးလားသွားပါတယ်သူဆဲလာပဲသူ့အမေကြီးပဲဆဲလာတယ်အိမ်ရှိပါဟိုကြီးဒီကြီးကြည်ပြီးပြတ်သက်သွားတယ်ရှေကိုမြင်မသွားဘူးလားပုံးတီရတာဘောရဟင်းအဲ့ဒါဘလို့ဖြစ်သွားလဲဟုတ်တယ်လေနောက်လေးကျော်ကျတော်လဲကောက်ဝလေးကိုအဲ့ဒါပဲမေးတာနေဆဲလာပဲနေအမေဆဲလာတာဘာဖြစ်လို့လဲ လို့အဲ့ဒါတော့အဲ့ဒီတော့သူကဒေါနာအမျက်ချောင်းချောင်းထွက်တယ်ကျတော့ကိုကြောက်ဝဆိုစားကြွတ်ကြွတ်ဝါမဲ့မျက်လုံးနဲ့ကြည့်တယ်ဘာဖြစ်တော့လဲအဲ့ဒီဘရကဆေးလာတာသူ့အမေမဟုတ်ဘူးတဲ့ဗျသူဆဲလာတာတဲ့အဲ့ရတဲ့မပြေရမဆဲရသေးလို့ဖို့ယူပါရဖြစ်နေတာတဲ့အော်အဲ့လိုလား သူ့ကိုသူ့အမေနဲ့မှားရကောင်းလားဆိုပြီးကျွန်တော်ကိုစိတ်ဆိုးသွားပါလိမ့်ရောဗျာ။အော်ဒီလိုတဲ့ရှင်အသေးခွဲတာလား။မဟုတ်ဘူးဗျ။အဲ့ဒီမှာမကွဲသေးဘူးပြန်ချောရတာပေါ့။ရင်ညိုးရေးစကားတွေကိုသူ့မှာသိပ်ဝေယုံချေ။တို့တော်လဲစိတ်ဝင်စားပြီ။ရှင်ဘလို့ချော့လဲ။သူ့ပုံသူဆွဲထားတဲ့ပကြီကားတစ်ချက်ကိုလက်ဆောင်ဝေးလိုက်တယ်လေ။ကျွန်တော်ကိုယ်တိုင်ဆွဲတာ။အော်ရှင်ကပကြီဆွဲတတ်တယ်ပေါ့။ မဆွဲတတ်ပါဘူးရှောက်လက်စော်တာဓာတ်ပုံကိုကြည့်ဆွဲတာလားမဟုတ်ဘူးဗျအလို့ဆွဲတာသူကအော်တော့သွားရသည်ချီးကျူးပြီးလို့လဲခစားလိုက်ရသည်အိုးဒါဆိုရှေ့ကပကြီးကိုတော်တော်ကြွားချင်လို့ပေါ့မင်းတော်ကလည်းစိတ်တဲဆူးဆူးပြီးမှတ်မိနေလို့ပေါ့ညီညွတ်ကလက်ကပြီးသားသည်နေပါအောင်ကျွန်တော်ပြောတာကိုစောင့်အောင်လှောက်ပါအောင် ။သူကရဲကျဲကျဲနဲ့ခေါင်းချိပြလိုက်ပြီ။အမ္မာအမ္မာပြောပါပြောပါ။အဲ့ဒီပကြီးကပေးလိုက်တော့သူစိတ်ပြေသွားတယ်ဗျ။သုံးလောက်လောက်ထိစိတ်ပြေနေသေးတယ်။ဘာဖြစ်တာထက်သက်လို့လဲ။အဲ့ဒီပကြီးကပဲပေါ့ဗျာ။ဟမ်ဘာလို့ဖြစ်တာလဲ။ဒီလိုဗျ။အင်းပြောအမမကျတော့အဲ့ဒီပကြီးကမြောက်ပုံဆွဲတာဗျ။ဟမ် မြောက်ဘုံဆွေးတယ်မတော်မဆသူတဲ့သူဝါတို့အပြီးဖြက်ပြီးသူ့ဘုံလွှဲတာဟာအဲ့ဒါကိုတစ်ဆက်စကားတစ်ဆက်ထားတယ်သူကကြားသွားရောဘူးပေါက်တရားလာပိတ်လို့ရတယ်လူပါစက်25ပေါက်30လောက်ကပိတ်လို့ပြရဖို့လားရှေးကိစ္စကလည်းလူ25ရောက်30တိတယ်ဟဲ့လားသူဝိုင်းစိတ်တယ်ပါအဲ့ရောအဲ့ရောဟုပဲတွဲမိပါသေးသည်ညီညိုကတော့အေးစေးပဲစပြိုးပြားကြီး ပပီးခေမြမပပီးစိတ်တယ်ဆိုရစကားရှိရမို့လားဗျာကိုအားကပပီးခေရောပြီးပြီးပါရောမြန်မာ25ရောက်30ကမြင်ထားတဲ့ကိစ္စဘလို့လို့ဖုံးလို့ရပါတော့သူပါဥရလာသည်ဘိုင်သေးကိုလက်ထည့်ပြီးကိုယ်ယူလေဗျာရှာဘတက်ထွက်သွားသည်တာဝရှိကပါလေကြာသွားရောဆိုပါရောဟုတ်ပါဗျာအဲ့ဒီတော့ အဲ့ဒီတော့ဒေါ်ရိုက်ထွက်ပါလိမ့်ရောဗျာကျွန်တော်လည်းလမ်းခွဲပဲတွေပါရဖြစ်ရဲတော်နေသေးတယ်ဒီလိုနဲ့သူကျွန်တော်ကိုဖြတ်သွားပါလိမ့်ရောဗျာအော်အားရောရှေကအသေးခွဲတာလားမဟုတ်သေးဘူးဗျဟောနားထောင်ရတာသူကဆက်တကဲကဲဖြစ်နေသည် စိတ်မရှိသေးတော့အဲ့ဒီမှာအသေးခွဲလေရှေကဘယ်မှာအသေးခွဲတာတော့လာပဲလေဗျာဖြည်းဖြည်းပေါ့ သူကထိုတော့ပဲပြောသည်ဘယ်ကိုမှမသွားပါပဲထိုင်နေလျက်ကဖြည်းဖြည်းနေရခြင်းဒုက္ခသည်အတော်ကြီးလေးသည်တော်ကြီးလေးသည်စောက်ကြီးအောင်ကြီးတဲ့ကဲပြောပြောရှေ့ပါရှေ့ပဲဆက်ပြောသူကကျွန်တော်လည်းလက်ခွဲပဲဆိုတော့ကျွန်တော်ပြန်ပြောလိုက်တယ်อืมမင်းကအကျော်ခါပြီးသွားတော့ပါလားလို့သူကဟုတ်တယ်ပြောပါဗောအမှန်ပဲသူကအဲ့ဒီတိုင်းပဲပြန်ပြောတယ်အဲ့ဒီတော့ အဲ့တော့ကျွန်တော်ကပြည့်ပြောလိုက်တယ်သွားပါရပါတယ်ဒါပေမဲ့ခမာကြီးကလုံးနေတာမို့လို့ဒီနေ့မှမင်းငါစီပြည့်ရောက်လာလိမ့်မယ်လို့အလေချေဘိုးဆိုရင်ရည်ချေတော့သည်နောက်ရောဘာဆက်ဖြစ်လဲကျွန်တော်ဆောက်လီရယ်လေနေပါအောင်ခုလကရှေဘိုးရဲ့ကိစ္စကဘယ်တော့ဖြစ်သွားတာလဲဘယ်တော့ကြာပြီလဲ ကျတော့ဆယ်ရောင်းအောင်ကစားကဆိုတော့ခုဆို6လေးခုနဲ့နေရှိပြီပေါ့ဗျာအဲ့လိုရှေ့ဆောက်နေတော့ပြတ်တွေ့လားတွေ့တယ်ဟမ်ဟုတ်လားဘယ်တော့ ਆ လဲဒီနှစ်စားပိုင်းပါပဲဟမ်ဒါပေရှေ့ရမ်းပြောပါပဲတော့မပြောပါဘူးဆိုဟမ်ဘာဖြစ်လို့လဲအဲ့ဒီပါပါအသေးကွဲတာဗျို့ဘာဖြစ်လို့လဲဆိုကဘာကြီးကလုံးပြီးပြတ်လေလားတော့ဟုတ်ပါလားဟုတ်တာပေါ့ဗျာ ကြားရဲဘာဖြစ်လာမှန်းဘယ်သူကမပြောနိုင်ပဲဟင်ဖားရဲဖြစ်လာလို့လဲအရင်တည်းသုံးစားလောက်ဝရပြီဗျအဲ့ဒါတွေပဲရှင်ကအသက်ခွက်ရရောလားရှေ့ချစ်တယ်မဟုတ်လားဝရကိုခွင့်မလွတ်နိုင်ဘူးလားဒါတွေမပြီးဘူးဗျတူကတခုလည်းလေးဖြစ်နေသေးရဲ့ယောက်ျားတယောက်နဲ့ကွေးပြီအော်တခုလည်းမကလို့နှစ်ခုလည်းဖြစ်ပြီယောက်ျားတယောက်နဲ့ ။အရာတယောက်နဲ့မကလို့နှစ်ယောက်နဲ့ကွဲကွဲရှင်သူ့ကိုချစ်တယ်မဟုတ်လား။ရှင်သူ့ကိုဆောက်ရရမဟုတ်လား။ဘာဖြစ်လဲယူလိုက်ပေါ့။အဲ့ဒါလည်းမပြီးသေးဘူးဗျ။သူကသမီးလေးတယောက်လည်းပါလာသေးတယ်6လေးတော့ရှိနေပြီ။6နဲ့ဟာလား။ဟုတ်တယ်ဗျ။နောက်ပြီးမသိတော့ပါဘူး။ခုသူ့ကိုကျတော့ယူလိုက်ပြီဆိုတော့နောက်၁၀နှစ်ထပ်ပါကျတော့က30က36ပဲရှိရောပဲသမီးလေးက16နှစ မတည့်တော့ဘူးဗျရှေခုတွေကဘယိုးပစားဖြစ်နေရလားတော့တီးတော့တယ်ဗျဟေးဒီပါခပြားကိုကျွန်တော်မေးပဲခပြားဘိုးကပေါ့မီတွေးဆိုတဲ့ဖွဲ့ကိုလိုချင်သလားဟမ်ရှေစောကားလာကြီးလားကိုတီတော့ခါရဲ့ခါရခတ်တယ်ပေါ့လားကျွန်တော်လည်းပထွေးဝက်မလိုချင်ဘူးဗျအဲသူပါအပြောရကြက်သွားသည်ညီညွန်းကထိုးခါကြပါတဟဲဟဲဟီသည် နောက်ပြီးသူကိုယ်တိုင်ကကျတော့ကိုရှူဖို့မတောင်းဆိုဘူးဗျ။ဘာဖြစ်လို့လဲ။သူ့လူနဲ့ပြတ်သွားဖို့ပဲအာရုံရှိတယ်။အော်ဒါကြောင့်ရှင်အသေးခွဲရယ်ပေါ့ဟဟ ला ။အဲ့ဒါကြောင့်လည်းမဟုတ်သေးဘူးဗျ။ဟွန်း။ရှင်ဟာလည်းကျမအဖြစ်နားကိုမလဲနိုင်တော့ဘူး။သူကကျတော့ကိုပြောတယ်။အင်းကျတော့လက်ထဲပဲဆိုပေတဲတော်ပဲလူတရားကိုညှို့ရှင်နေတဲ့အမေတဲဟုတ်ပါလား ကဘာကြီးကသူ့အတွက်မဟုတ်ပါဘူးကျွန်တော်အတွက်လည်းလဲပါတယ်တဲ့ကျွန်တော်အတွက်တဲ့တော်ပဲဘေးကလေးတယောက်ကလည်းခုချိန်မှာအဆင်သင့်ရှိနေပါတယ်တဲ့ဘယ်ကမင်းကလေးလဲဒီပြိုကဗျချက်ဖို့ဆွေလို့ခေါ်တယ်အောင်မဲလူမထားရကထပြီးဖို့တက်ဖြစ်သွားရသည်ခဏမင်းမင်းနဲ့နေပြီးမှ ။ဘာလဲ?ရှေးကကျမကိုရီးစားစကားပြောနေရလား။ဟီဟီ။နောက်မရုပ်လက်စကားလာပြောနေရလား။ဟီဟီ။ကျမကဘလို့ဝေးပစားအဝေးနေတယ်။ဟီဟီ။ရှေးတထိုင်စကားပြောမိတာကောကျမဖားတာပဲ။ဟီဟီ။ထိုနေ့ကသူပါဒေါရန်ကြီးတဲ့ပြန်ခဲ့ရလေသည်။နောက်စီပေးကြတဲ့လူပြအားလုံးကိုကျေးဇူးပြရေးတင်ပါတယ်ခင်ဗျာ။